ဒီနေ့တချို့အဲ့ဒါလို့ရှင်ဘေတို့ကိုဝိညာဉ်ရေးရမှာ level တွေ level တွေဘလို့ဖရာသခင်မြင့်တင်လိုက်တယ်ဆိုပြီးသူတို့ shoot out ကရှင်ဘေတို့က level မြင့်လေးလေးချမ်းသာလေးလေးကြွယ်ဝလေးလေးတခါတည်းဝိညာဉ်ရေးရမှာကခန္ဓာပိုင်းမှာကတခါတည်းပိုင်ဆိုင်မှုတွေများလေးလေးအဲ့ဒါဝိညာဉ်ရေးရ level မြင့်သွားတယ် ဒါပေမဲ့ကျွန်တော်စံစာဖတ်တဲ့အခါမှာရှင်ပေတရုရဲ့ level တွေကိုကျွန်တော်ရိုးရိုးလေးပဲမြင်တယ်။ရှင်ပေတရုပထမအဦးဆုံးလှုပ်တဲ့ချိန်မှာလှေနှစင်းပိုင်ထားတယ်။တငါတယ်ဖြစ်တဲ့သူလှေပိုင်တယ်။ဒါပေမဲ့ level တစ်ခုတက်လာတဲ့အခါမှာသခင်ယေရှုကငေါနောက်ကိုလိုက်ခဲဆိုတော့သူပိုင်တဲ့လှေတွေ level တက်သွားတဲ့အခါမှာလှေနှစင်းမရှိတော့ဘူး။လှေနှစင်းနဲ့ငါအပြည့်ထားခဲ့ပြီ။ ရှင်ပေတရုလည်းပဲတခုတက်သွားတယ်။တောင်လျှောက်ခရစ်တော်နောက်ကိုလိုက်ပြီးတော့မှစုံစမ်းခြင်းနဲ့ခံရတယ်။ခရစ်တော်နဲ့အတူကြော်လွားပြီးတော့ခရစ်တော်တက်ကြွသွားပြီးတဲ့နောက်ပိုင်းမှာရှင်ပေတရုဟာလည်းပဲတစင်ထပ်ပြီးတက်သွားတယ်။ဘာကြောင့်လဲဆိုရင်ခရစ်တော်မရှိတဲ့နောက်ပိုင်းမှာအသင်းတော်ကနဦးမှာယုံကြည်သူတွေကအများကြီး အိမ်တွေရောင်းပိုင်ဆိုင်မှုတွေရောင်းပြီးတော့မှရှင်ဘေတရုမှာစာယူတမန်တော်တွေရဲ့ချွေရင်မှာခြတဲ့အခါမှာရှင်ဘေတရုကငါ့အတွက်မြေခွက်ဝယ်မယ်လှေပနှင်းဝယ်မယ်ငါတို့အသင်းတော်တည်ထောက်ဖို့အတွက်အသင်းတော်ရံမုံငွေအတွက်ဘလို့ဘလို့တွေစီးပွားရေးလုပ်မယ်တခုမှမပြောဘူးနော်စံစာကိုတေချာဖတ်ကြည့်ရှင်ဘေတရုလည်းပဲတခုထတ်တက်သွားတဲ့အခါမှာအဲ့ဒီလူတွေအားလုံးလာလူထားတဲ့အရာကိုအဲ့ဒီယုံကြည်သူတွေအတွက်ပဲသုံးတယ် ယုံကြည်သူတွေကနဦးအသိန်းတော်ကယုံကြည်သူတွေကပြောင်းလဲလာတဲ့ခါမှာရောင်းပြီးတော့ဗိမာန်တော်မှာလာနေကြတယ်တမန်တော်တွေရှိမှလာနေကြတဲ့ခါမှာစားဖို့တောက်ဖို့ကြွေးမွေးဖို့ဘယ်ကပတ်စံရမလဲဒီလာပြီးလူထားတဲ့လူငွေတွေကို သူ့ဟာငါဟာမပြောဘဲသုံးကြတယ်လို့ကျမ်းစာထဲမှာရေးထားတယ်ရှင်ပေတရုတယောက်ထဲကယူလိုက်ပြီးချမ်းသာသွားတာမဟုတ်ဘူးနော်ရှင်ပေတရုကအဲ့ဒီဟာအားလုံးကိုသူမပိုင်ဘူးယုံကြည်သူအတွက်အသိတော်အတွက် တောင်းကျင်တဲ့လူသောဆိုပြီးတော့မှထားလိုက်တယ်အဲ့ဒီ level တစင်းတက်သွားတဲ့အခါမှာရှင်ပေတရုဘာပြောလဲရွှေမရှိဘူးငွေမရှိဘူးနာဇရက်မျိုးသားယေရှုနာမ၌ထား၍လှမ်းလော hallelujah ရှင်ပေတရုပထမအစင်တက်လာတဲ့အခါမှာလှေနှစင်းမရှိတော့ဘူးနောက်ထပ်တစင်းတက်လာတဲ့အခါမှာရွှေတွေငွေတွေမရှိတော့ဘူး hallelujah အားလုံးထားခဲ့လိုက်ပြီရှင်ပေတရု level တစင်းတက်သွားပြီအဲ့ဒီထက်နောက်ဆုံး level အမြင့်ဆုံးတက်သွားတဲ့အခါမှာရှင်ပေတရုဘာလုပ်သွားလဲသခင်ယေရှု6ရောက်ရှိတဲ့နေရာမှာကောင်းကိုထားပြီးအသက်ကိုပေးလှူသွားတယ်ရှင်ပေတရုရဲ့ဂိတ်ဆုံးလည်းပဲဖြစ်တယ် hallelujah ဒီနေ့ပရောဖက်အတုတွေကတော့ရှင်ပေတရုဟာဂိတ်ဆုံးလည်းပဲရောက်သွားတဲ့အခါမှာချမ်းသာတယ်ကြွယ်ဝသွားတယ်ကျွန်တော်မြင်တဲ့ရှင်ပေတရုရဲ့ဂိတ်ဆုံးလည်းပဲကတော့အသက်ကိုပင်ပေးလိုက်တယ် hallelujah กว่ามากกว่าဘလို့ prophet တွေလည်းတော့မသိဘူးအဲ့ဒါကြောင့်လူလိမ့်နေအများကြီးအဲ့ဒါလို့ prophet တွေကိုဖျားသခင်ကိုယ်တိုင်စန့်ကျင်ဘက်ပြုတ်လိုက်မယ်သူတို့ပြောနေတဲ့အရာတွေအားလုံးဟာလောဘတတ်မှတ်ခြင်းနေနဲ့ပြည့်ပြီးတော့ကောင်းကင်နဲ့စန့်ကျင်နေကြောင်သူတို့မသိဘူးလောဘတတ်မှတ်ခြင်းအပြည့်ပတ်စာမဲ့ခေါင်းထဲမှာရှိတယ် စီးစိန်နေပဲခေါင်းထဲမှာရှိဗဇက်ကပြောတာတော့စီးစိန်နေဟာအောက်မှာအောက်မှာအောက်မှာဆိုပေမဲ့တို့ရဲ့အသက်ရှင်ခြင်းကစီးစိန်တွေကိုခေါင်းပေါ်မှာတင်နေတယ်ကျမ်းစာတွေကိုလည်းပတ်ဆံနေပဲမြင်ပြီးပြောနေတယ်ဝိညာဉ်ရေးရာမှာလုံးဝမမြင်ဘူးဝိညာဉ်ရေးရာမျက်စိကွယ်နေတယ်လောဘမျက်စိနဲ့လောဘမှာ level တွေတက်လာတယ်ရှင်ပေသူတို့ကတော့ဝိညာဉ်ရေးရာမှာ level တွေတက်ပြီး နောက်ဆုံးအသက်ကိုပင် ပေးသွားတယ်အသင်းတော်အတွက် 阿拉就用基督的代替他吧。